မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့မိတ်ဆွေတူတောင်းဆိုထားတဲ့စေတလုံးပိုင်ကာထာနဲ့ကျင့်စဉ်ဖြစ်ပါတယ်ဤစေတလုံးပိုင်ကာထာကိုဆရာမြနန်းကျော်ရဲ့ရေးသားတင်ပြချက်များအားခြေခံပြီးပြန်လည်မျှဝေတင်ပြပေးခြင်းဖြစ်ပါတယ်ဤကာထာတော်ကိုယူဖက်ကျင့်ကြံပါကဝိဇ္ဇာများစောင့်ရှောက်ခြင်းမိမိအလိုရှိတဲ့ကောင်းကျိုးများပြည့်ဝစေခြင်း အာနာစတ်ထက်မျက်စိချင်းစတဲ့အကျိုးကျေးဇူးများစွာကိုရရှိခံစားရမှာဖြစ်ပါတယ်။အခြားစီပိုင်းကာထာများနဲ့ကျင့်စဉ်များကိုလည်းအလင်းသစ်တဲ့အခါထက်မှန်တင်ပြပေးပါမယ်။စေတလုံးပိုင်းကာထာကိုသုံးကောက်ယူဖတ်ပြပါမယ်။ဣတိပိသောဘဂဝါရဟံအရဟံဝဒသောဘဂဝါအရဟံတံတရဏံဂစ္ဆာမိအရဟံတံသီရတာနမာမိအရဟံမေတုခံဒေတု ရဟမေဒိဋ္ဌိဒေတုရဟမေတိတေဒိဋ္ဌတုဣတိပိသောဘဂဝါရဟံရဟဝတ္တသောဘဂဝါရဟံတံတရဏံဂစ္ဆာမိရဟံတံသီရသာနမာမိရဟမေဒုက္ခံဒေတုရဟမေဒိဋ္ဌိဒေတုရဟမေတိတေဒိဋ္ဌတု ဣတိပိသောဘဂဝါရဟံအရဟံဝတ္တသောဘဂဝါအရဟံတံတရဏံကိစ္ဆာမိအရဟံတံသီရသာနမာမိအရဟံမေဒုက္ခံဒေတုအရဟံမေဒိဋ္ဌိဒေတုအရဟံမေတိတေဒိဋ္ဌတုစေတလုံးပိုင်ကထာကျင့်စဉ်ကိုတင်ပြပါမယ် မိမိမွေးနေ့မှစပြီးတရရှိရဲ့အဋ္ဌထဝင်ရမှာဖြစ်ပါတယ်။ဂါထာတစ်ပုဒ်ဆုံးလျင်ပရီတလုံးချပြီးတနေ့လျင်ပရီတစ်ပတ်ဆက်ရပါမယ်။တရရှိရဲ့ပရီတရရှိပတ်ပြီလို့အဋ္ဌထအောင်တဲ့အခါမိမိစိတ်ကတောင်းတတော်ရများပြေဝလာပါလိမ့်မယ်။ တရရှိရလုံးနေစဉ်ဘီတပတ်ဆေးရမှာဖြစ်ပြီးရက်ပြတ်ပါကအစရက်ကနေပြန်ဆေးရမှာဖြစ်ပါတယ်အဋိထံဝင်နည်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့ channel မှာဝင်ရောက်လေ့လာနိုင်ပါတယ်ရှေးဆရာများက EC တလုံးပိုင်းကထားကိုအင်ချစီရင်ပြီးလဲဆောင်ကြပါတယ်အဋိထံမဝင်နိုင်တဲ့မိတ်ဆွေများအနေနဲ့ EC တလုံးပိုင်းကထားကို တရက်လျင်ကိုကောက်ဖြစ်စီ29နှစ်ခေါက်ဖြစ်စီမိမိတက်စီဖြစ်စီရွတ်ဖတ်နိုင်ပါတယ် ဘဝဟောင်းမှမိခင်ဖခင်နဲ့ဆွေမျိုးညာတိတွေကိုလည်းနေ့စဉ်အမျှဝေပေးပါတချို့ကဝိဇာများကိုသာ အဖိုးတော်တယ်အဖတော်ရဲဆိုပြီးဆွေမျိုးလိုက်ဆက်နေတတ်ကြပါတယ်ခိတ္တဖြစ်နေတဲ့အမျိုးတွေကိုတော့မေ့နေတတ်ကြပါတယ်ဘဝတန်တရားအရှိကြီးထဲမှာဝိဇာဖြစ်ဖို့ရှိတယ်လို့ခိတ္တဖြစ်ဖို့လည်းတပုံကြီးရှိနေကြပါသေးတယ်ဝိဇာများအတွက်တိချဝိဇာဘုံဆိုတာမရှိပါဘူး လူတွေကမှစေတက်အင်းအတက်ဓာတ်အတက်ပညာတွေကိုပေါက်ရောက်အောင်မြင်သွားတဲ့လူဝိဇ္ဇာများနဲ့ဝိဇ္ဇာချင်းစဉ်ကိုမပေါက်ရောက်မအောင်မြင်ပဲတည်သွားပြီးနှက်ဖြစ်သွားတဲ့နှက်ဝိဇ္ဇာများပဲဖြစ်ပါတယ်အရှင်ထွတ်အတီထွတ်လို့လည်းခေါ်ကြပါတယ်တချို့ကဝိဇ္ဇာနံကိန်းနဲ့ဓာတ်စည်းတဲ့ဆိုပြီးဝိဇ္ဇာနောက်တကောက်ကောက်လိုက်နေကြပါတယ်မိမိကိုယ်တိုင်ကဝိဇ္ဇာလမ်းမချင်းပဲအပရိနောက်ကလိုက်နေလဲတွေ့ရမှာမဟုတ်ပါဘူး မိမိကတမထအဝိပဿနာလမ်းစဉ်ကိုကျင့်ကြံနေရင်ဝိဇ္ဇာတွေမလာပါနဲ့လို့တကားပိတ်ထားလည်းမရပါဘူးဝိဇ္ဇာဆိုတာသူတော်ကောင်းတရားကိုကျင့်ကြံနေတဲ့သူတော်ကောင်းတွေကိုစောင့်ရှောက်ရမယ့်အလုပ်ပဲလုပ်တာပါသူတို့ကဝိဇ္ဇာဖြစ်အောင်လုပ်ပေးမှမဟုတ်ပါဘူးမိမိကိုယ်တိုင်ချင်းမှမိမိချင်းတဲ့တရားကမိမိကိုကောင်းကျိုးပေးမှဖြစ်ပါတယ်ဒီအကြောင်းတွေကိုနားလည်ပြီးဝိဇ္ဇာတွေနောက်မလိုက်ပဲဝိဇ္ဇာများကကိုယ်ထံလာပြီးမစောင့်ရှောက်ပဲမနေနိုင်အောင်ကျင့်ကြံအားထုတ်ကြရမှာဖြစ်ပါတယ် ဤခြင်းစဉ်ဖြင့်တမအာဇီဝဖြစ်စေတဲ့မိမိအကျိုးသူတပားအကျိုးဖြစ်စေမဲ့အရာတွေကိုသာတောင်းတပြီးတရားတွေကိုမကျိန်ဆဲမိဖို့အထူးတတိပြုဆောင်ကျင်ရပါမယ်ဤတွင် စေတလုံးပိုင်ကာထာနှင့်ကျင့်စဉ်ပြီးပါပြီ။နောက်လဲဗဟုသုတမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အစ်တတင်တိုင်းသိရအောင်ဘေးနာကခေါင်းလောင်းလေးကိုနှိပ်ပြီး အော်ကိုလည်းနှိပ်ပေးထားပါဦးကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီးမင်းမြတ်လူတီများအကြံပြုလူတီများလည်း comment မှာရေးပေးတော့ပါဦးနော်ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကက်ကြီးသုံးပါကျော်လွှားနိုင်ကြပါစေ